ားလုံးပဲအဲမပြောချင်ဘူးတော်တော်လည်းပြောလိုက်ပါဦးမယ်ကျွန်တော်ကတော့နော်ကြွားတာမဟုတ်ကျွန်တော်ကအခြေခံပွဲတွေတော်တော်များများ BSc တွေရောအများကြီးယူခဲ့တယ်ပေါ့နော်အခြေခံပွဲတွေ၄ဘက်၅ဘက်ရှိပါတယ်မာစတာတွေပြည့်ရှိတယ်ဆိုတော့ကျွန်တော်ကဒီမိုးလေတာနဲ့လည်းပွဲတစ်ခုယူခဲ့တယ်အဲ့တော့အခုလက်ရှိတောင်ဝန်ထမ်းဆောင်နေတဲ့လူတွေလည်းတကယ်ချင်းတွေပါပဲအများစုနော်အကုန်လုံးတကယ်ချင်းတွေဘညာချုပ်ကအစညာချုပ်မျိုးသမီးရတယ်ကျွန်တော်တကယ်ချင်းပဲအားလုံးတကယ်ချင်းတွေပါပဲအဲ့တော့အခုပြောချင်တာကတော့ဒီအခုအခုဒီတခါပြောမှာကဘေးရင်ပညာရရောနက်ခတ်ပညာ အရာရောဒီဆရာဆရာကြီးတွေပေါ့ဗေဒပညာရနက္ခတ်ပညာအရာရောနောက်တစ်ခါမိုးလေဒပညာရှင်တွေငလင်ပညာရှင်တွေပြောတာအားလုံးအနည်းပညာနဲ့ပေါင်းပြီးတော့ဆက်ဆက်ပြီးတော့ဒီတစ်ခါအတိပေးမယ်သတိပေးခြင်းပါလေနော်အားလုံးပဲသတိပေးခြင်းပါလေအားလုံးချိတ်ဆက်ပြီးတော့ကျွန်တော်ပြောပြမယ်ပြောပြမိမယ်ဆိုရင်ညမှာတကယ်ဖြစ်ချင်မယ်ဖြစ်မဖြစ်နိုင်ဖြစ်ဘူးဒါပေမဲ့ဒီသားစင်ကြရမှာကျွန်တော်ရတောင်းပါမယ်လေကျွန်တော်အားလုံးရတောင်းပါမယ်မပြောခင်ရင်ကျွန်တော်နောက်နိုင်ရမယ်အဲကြောင့်နောက်နိုင်မရအောင်ကျွန်တော်အခုပြောပြပါမယ်အဲ့တော့ဒီကျွန်တော်တို့အခုလှုပ်သွားရတဲ့စကိုင်းပြည့်ရဲ့ငလင်းရဲ့ သဘောတဘာပြပညာရှင်တွေကပြောလဲဆိုလို့ရှိရင်ဒီတကသဘောတဘာပြသူကဒီမြေယူပြော့သွားစေတဲ့ရွှွန်တော်နဲ့ရေတွေထွက်လာစေတဲ့ပေါ့နော်ငလင်းတစ်ခုတိုက်ခိုက်မြေနှစ်ခုတိုက်ခိုက်တဲ့အခါမှာတိုက်မိတဲ့အခါမှာဒီလိုမျိုးထွက်လာစေဒါကြောင့်ပြောချင်တာမြေပြော့တယ်ပေါ့မြေပြော့တဲ့နေရာတွေပေါ်လာနိုင်တယ်မြေပြော့နေပေါ်လာတယ်အခုအဆောက်အအုံမြေကြီးပြိုကျတယ်ဆိုတာမှအဆောက်အအုံရဲ့အဆောက်အအုံရဲ့ခန္ဓာရင်းစကားတွေကဟိုအင်ဂျင်နီယာခိုးခဲ့လို့လည်းဖြစ်ကောင်းဖြစ်မယ်ဒါပေမဲ့ ဲ့ဒီစာအုပ်ရဲ့အောက်ဘက်ကမြေကြီးကပြော့ဝင်သွားတာဗျ။အဲဒါကြောင့်မြေကျွန်းကျတဲ့နေရာတွေဟာမြေကြီးပြော့ဝင်ထားတဲ့နေရာတွေဖြစ်တယ်။နော်အဲဒါကြောင့်သိပ္ပံပညာအရာဒီငလင်ပညာအရာဆိုလို့ရှိရင်အဲ့ဒီမြေကြီးပြော့ဝင်သွားတဲ့နေရာတွေကအစာအုပ်တွေကျွန်းကျသွားတယ်။အဲ့တော့အချိန်မရွေးမိုးရွာထက်ရွာခဲ့မယ်ဆိုရင်မိုးရွာခဲ့မယ်ဆိုလို့ရှိရင်မိုးရွာရွာခဲ့မယ်ဆိုရင်ဟိုကျွန်းကျပြီးပြော့ဝင်သွားတဲ့မြေကြီးနေရာနောက်ဆက်ဆက်ပြီးတော့မြေကြီးကပြော့ပြော့ပြီးတော့ကျွန်းကျသွားနိုင်တယ်။နောက်တစ်ခုပို့ဆိုတာဒီငလင်က ဒီအဆောက်အဦတွေမှာဆိုလို့ရှိရင်တန်200ပေါ့နော်တန်200ထက်ပိုးတဲ့အဆောက်အဦစိတ်မချအောင်ပေါ့နော်တန်200ထက်ပိုးပြီးလေးတဲ့အဆောက်အဦတွေဆိုလို့ရှိရင်ညွန်ကြနိုင်တယ် အပြောချင်တာညီကြီးကပြော့သွားမယ်ဆိုပို့ဆိုးသွားနိုင်တယ်။အဲကြောင့်ဒီမှာငလင်ပေးတင်တဲ့သူကနေတာထိုင်တာရောဆင်ညို့ဖို့တော့လိုတယ်။ဒါသိပ္ပံပညာရငလင်ပညာရပြောတာနော်။အဲကြိုသိဖို့ဆိုတာတော့ခက်တယ်။ဒီငလင်လှုပ်မယ်လှုပ်ကြိုသိဖို့ခက်တယ်။ဒါပေမဲ့လှုပ်ပြီးရင်တော့ထပ်ပြီးတော့ဟိုဘာဖြစ်နိုင်လဲဆိုတော့ခံမှန်းလို့ရတယ်ပေါ့နော်။အဲ့တော့ငလင်အကြီးလှုပ်ပြီးလို့ချင်းငလင်အသေးရစက်တိုင်လာမခုဆိုမမ်းမလေးတို့နေပြီးတော့တို့မှာတောက်လျှောက်လှုပ်နေတယ်လှုပ်တဲ့ဟာကအနည်းဆုံးက၄တို့၅တို့နော်၃တို့အနည်းဆုံးရှိတယ်လေဟုတ်တယ်မခွန်တော့မှခွန်လောက်တော့မကြည့်ဘူးပေါ့ဒါထုံးစံရမယ်လေ ငလင်ငယ်တွေဆိုတာအဲ့လောက်ပဲရှိမှာပေါ့ငါတို့၃တို့၄တို့ခွန်တို့ဖြစ်နိုင်တယ်အဲအဲ့တော့ကျွန်တော်အခုဒီမှာမြေကြီးပြုတ်အောင်မဖြစ်အောင်ဆိုကျွန်တော်မိုးမရဘူးလို့ရနော်မိုးမရဘူးလို့ရအဲကျွန်တော်ကမိုးမရအောင်ဆူတောင်းရမယ်တော့ထပ်ပြီးတတိပေးချင်တာအခုအိမ်နေမကြွနေတဲ့အိမ်နေမှာနေနေတဲ့သူတွေပေါ့နော်ဆိုလို့ရှင်အန်နေကင်းတဲ့နေရာလေးကိုရှာပြီးတော့ပြောင်းစီခြင်းနဲ့အကုတ်မြေကြီးကပြော့လာမပြော့လာအောင်မကျွန်တော်ဆိုလို့ရှင်ကျွန်တော်နေတဲ့နေရာဆိုမြေကြီးပြော့တယ်ဟိုတော့ကစောင့်နေဆိုဒီတိုင်းလဲသွားဘူးတဲ့ဒါပေမဲ့အခုငလင်း ဟိုကြီးကြီးမားမားလှုပ်မသွားရတဲ့ကြောင့်ဆန်းဆက်နေကြတယ်အဲ့တော့အဆောက်အဦအမြင့်နေမှာနေတဲ့သူတွေနောက်ခုနကကျွန်တော်ပြောချင်တာကွန်ဒိုမှာနေတဲ့သူနဲ့ရိုးရိုးအိမ်နဲ့နေတဲ့သူဆိုတော့ရိုးရိုးအိမ်ကလူတွေကပို့ပြီးတော့ပေါ့ပေါ့ပါပါဖြစ်မယ်ကွန်ဒိုမှာနေတဲ့သူတွေကတန်100ထက်ပို့ပြီးတော့လေးမယ်လေဟုတ်တယ်မလားနှစ်ထပ်ရင်ရိုးအိမ်လောက်ဆိုတန်100လောက်ပဲရှိမယ်အဲ့တော့ဆိုလို့ရှိရင်ကြုံကြဖို့ကနေတယ်ပေါ့နော်အဲ့တော့ကွန်ဒိုအိမ်မှာနေတဲ့ဆိုဝိတ်တရားရန်များတယ်အဆောက်အဦထပ်မြင့်ကြီးရန်များတယ်ဆိုလို့ရှိရင်မြေကြီးပျော်ဆင်းသွားတာမျိုးမိုးရွာတာဆိုလို့ရှိရင်ဟိုက ကျွန်ကြသွားနိုင်တယ်အဲ့ဒါကြောင့်မလို့သတိထားပါကိုနေတဲ့အနေအထားကိုကြည့်ပြီးတော့ကိုပေါ့ပြုပြင်မြောင်းလဲပြီးပြောင်းနေပါအဲဒါတော့အကြံပေးတာပါနေချင်းမနေမနေချင်းနေပါเนาะဒါဖြစ်လာမဖြစ်လာရင်ဘာမှမဖြစ်ဘူးဖြစ်လာခဲ့လို့ရှိရင်ကိုယ့်အတွက်အသက်အနေကိုမိရမိသားစုဝမ်းနဲ့ကြည်ခွေကြရတယ်လူတွေอ่ะเนาะအဲ့တော့ကျတော့အခုကမြန်မာပြည်လက်ကန်ခင်နေတဲ့အချိန်ဖြစ်တဲ့အခါကျတော့ကိုကိုကိုပဲဆင်ခြင်ပြီးကိုကိုဘုရားတရားလုပ်ဖို့တော့လိုပါတယ်ကဲဟုတ်ပါပြီဒါကကျွန်တော်ကသိပ္ပံပညာအမြင်ရငလေးပညာရပြောတာပါအဲ့တော့အဲ့နှစ်ခုဆက်ဆိုင်ပြောနှက်ခတ္တပညာရှင်ကြီးကတွတ်ထားတယ်အခု AB လအတွင်းမှာ၄၄တိုက်မယ်နှစ်ခါ ပုံတိုင်းလို့လေးတိုင်းမယ်နှစ်ခါတိုင်းမယ်နောက်နှစ်ခါတိုင်းပြီးလို့ရှိရင်အစိမ့်ငွေပါတဲ့အငွေတွေထွက်လာမယ်နော်စိမ့်ငွေပါတဲ့ငွေတွေထွက်လာမယ်ပြီးလို့ရှိရင်မွေတွေပါတွေပေါ်လာမယ်အစိမ့်တွေပါတွေတက်လာမယ်အဲဒါကြောင့်သွားလာနေရတဲ့အတိုင်းထားပါနောက်တစ်ခါအကြားမြင်အကြားမြင်ပုံကိုယ်တွေရဲ့ကြငလင်ရတော့ဆက်လုံးမယ်အခုနောက်တစ်ခုဆက်ပြောပါငကပညာရှင်ဒီသဘောရ6လအပိုင်းမတိုင်မီအထိငလင်ကြီးတစ်ခုနောက်တစ်ခုထပ်လုံးမယ်ဟော7.7လောက်ရှိချင်မှရှိမယ် တော့အကြမ်းမြအရုံသမားတွေရဲ့ပြောကြချက်အရာတော့ငလင်း7.7လောက်တော့မရှိတဲ့ငလင်းတစ်ခုတော့လာအောင်ပါပေါ့နော်တိုက်တဲ့အလာတော့လာအောင်ငလင်းတွေကအဲဒါကြောင့်မုံတိုင်းကလည်း AB လောက်ဒီမှာနှစ်ခါလာနိုင်တယ်လို့ခုနပြောတဲ့6လပိုင်းမတိုင်မီမှာငလင်းကြီးတစ်ခုလာနိုင်ဒါကနှစ်ခါနှစ်ခါတပြီးကပညာရှင်အနေနဲ့အကြမ်းမြဆရာတွေကပြောထားတဲ့စကားဖြစ်ပါတယ်မှားလို့မထင်နဲ့နော်နောက်တစ်ခုအသက်အဲ9နှစ်ကနေပြီးတော့အသက်30ကျန်လူတွေကတတိထားအခုသေးတဲ့လူတွေအများစုကြီးလိုက်ကလေးတွေများနေတယ် နော်လူလက်ပိုင်းနေများနေတာကိုတွေ့ရမယ်လူကြီးတွေအင်ပတန်ယူသားဖြူစင်တဲ့ကလေးပေါက်စာလေးတွေပေါ့နော်ခုနငါးနဲ့အောက်ကလေးတွေဆိုလို့ရှိရင်အသက်ရှင်တာတွေ့ရတယ်အများစုပေါ့နော်အဲ့တော့ကြမှားတယ်လို့လည်းမဆိုတာပါဘူးအဲ့တော့အကြအမြင်ဆရာလေးနက္ခတ္တဝိဒပညာရှင်တွေခုငလင်းပညာရှင်တွေရဲ့အလုံးခြုံငုံပြီးတော့ကျွန်တော်ပြန်ပြောမယ်ဆိုလို့ရှိရင်ခုငလင်းရဲ့သဘောတော်ပါသည်ရှွန့်တော်နဲ့ရင်းနဲ့ရောပြီးတော့ ထွက်လာတဲ့ဘာဝဖြစ်နေမြေသားကိုပြော့သွားစေတယ်။မြေသားပြော့တဲ့အဆောင်နဲ့အောက်ကိုကျုံဝင်ကြနိုင်တယ်။အဲ့တော့ကျုံဝင်ကြတဲ့အဆောင်နားမှာရှိတဲ့အဆောင်တွေကလည်းမိုးမိုးတာရွာချလိုက်မယ်ဆိုရင်လည်းဒီကျုံကြသွားနိုင်တယ်ပေါ့နော်။အဲကြောင့်အဲ့လိုအဆောင်မှာမနေကြပါနဲ့။ဘာမှမအကွဲဘူးအကွဲတယ်ဘာညာမအဖူဘာမှဖြစ်ဘူးဆိုပြီးဆက်မနေလို့ရှိရင်တော့အန္တရာယ်များလိုက်နေပေါ့နော်။အဲ့တော့မိုးမရွာပါစေနဲ့အားလုံးကဝိုင်းပြီးဆူတောင်းပေးကြရအောင်။ အာပြီးပြီဆိုလို့ရှိရင်ကျွန်တော်တို့ကလေးနှစ်ကြိမ်တိုက်နိုင်တယ်ပေါ့နော်နတ်ခတ်တာပြီးတာပညာရှင်လေးအရာလေးနှစ်ကြိမ်တိုက်နိုင်တယ်နောက်တစ်ခါမုံတိုင်းတစ်ခါ6လပဲမကြအောင်မကြအောင်လာကြအောင်မယ်နောက်အသက်9နှစ်ကနေအသက်30ကျော်လူတွေကသတိထားရမယ်အဲ့တော့အော်လော့ဂီအစဉ်အရဆိုရေဒီယံတစ်ခုကိုပြောကြတယ်ပေါ့ရေဒီယံတစ်ခုပြောတဲ့အခါမှာဟိုကျွန်တော်တို့ကတော့အခုအချိန်မှာဒီအစိမ့်သေးတဲ့သူတွေရဟန်းများနေများနေတော့ကို့အမှလည်းလာပြီးတော့မကောင်းတာတွေလာပြီးစီးနိုင်တယ်ပို့နိုင်တယ်တို့ကြောင့်အခုဆရာဆရာကြီးတွေကညွှန်ကြားထားတဲ့ အရှိတယ်တမညွန့်ပေါ့နော်တမညွန့်ဆိုအညာဒေတာမှာပေါ့တမညွန့်ပြုတ်သူ့စားတဲ့တမညွန့်ပေါ့နော်ရေးတမမပြောမှာမဟုတ်ဘူးနော်တမညွန့်တမညွန့်ဆယ်ညွန့်ကိုဆယ်ညွန့်ကိုဖျားမှတင်မယ်ပြီးလို့ရှိရင်တမရသည်ဆယ်လုံးကိုအိမ်ပေါင်းမှာခြီထားပေါ့နော်အဲဒါဖျားမှကတ်ထားလည်းရပါတယ်အိမ်ပေါင်းမှာခြီထားတော့ဘူးကောင်းတယ်အပုတ်လို့ရှိရင်ပြန်လဲပြီးပါနော်တမညွန့်ညှို့လို့ရှိရင်ပြန်လုပ်ပြီးပါကဲအဲ့အရာလေးတွေကိုလည်းလုပ်ပြီးတော့ရေဒီယာနီးနဲ့ပေါ့နော်ပြီးလို့ရှိရင်ဒီဆီယမ်မာကြီးတွေညွန့်ကြားထားတာရှိရလေဆီယမ်မာကြီးတွေညွန့်ကြားထားရှိသူပြောရတယ်လည်းမှန်ရမှန်မှန်တယ်ပေါ့နော် မနေ့ခါကျတော့သူပြောရလဲမလဲမသိလုတ်တင်တယ်လို့ထင်ပါတယ်အိမ်ပေါ့ဝါမှာအိမ်ပေါ့ဝါစချမ်းပေါ့ဝါပေါ့ချမ်းပေါ့ဝါဝင်းပေါ့မှာဝင်းပေါ့မှာဘာလို့မလဲဆိုတော့ဒီတောင်မြင်သေးတောင်မြင်သေးဆိုကျွန်တော်အညာမှာဆိုမှမြင့်ဟိုပိုကောသွားလို့ရှိရင်လို့ရသေးဆိုပေါ်လာတဲ့ရေလေအဲသေးကိုပြောတောင်မြင်သေးအဲသေးကိုမြေဦးတစ်လုံးနဲ့မြေဦးတစ်လုံးနဲ့ထဲမှာအပေါ့ဝါတစ်ဖက်တစ်ဖက်စီမှာထားမယ်ပြီးရင်ထုံးဘူးထုံးဘူးထုံးဘူးအစ်စ်ပေါ့နော်ထုံးဘူးအစ်စ်နှစ်ဘူးကိုအပေါင်းလှပ်ပြီးတော့ထားပါမယ် အိမ်တွင်းဘက်မှာထားနော်အပြင်ဘက်မှာထားမှာမဟုတ်ပါဘူးနော်အတွင်းဘက်မှာပဲထားပါဒါဆိုလို့ရှိရင်အန်ဒီကင်းနိုင်ပါလေအဲကြောင့်အိမ်ကြီးကဒီရေရီယာလေးတွေလှုပ်ပေးပါရုံနာရုံရုံချင်းရုံရုံချင်းနေနော်အာဖြစ်မလာရင်ဘာမှမဖြစ်ဘူးဖြစ်လာလို့ရှိရင်ကို့အတွက်ဘာပဲအတားအဆီးရှိမယ်အဲ့တော့တရဏဂုံဆက်မပြတ်ရွတ်ပါတရဏဂုံရွတ်နိုင်သလားရွတ်ပါပြီးလို့ရှိရင်ဂုံတော်တွေကိုပွားနိုင်သလားပွားပါပြီးလို့ရှိရင်ဖောဒလောကဓမ္မိစိတ်တန်ရတာနာကမ္မတိအာတော့ကံဝိရဇံခေမံပေါ့အဲ့ဒီပဲ သက်စီရွတ်ပါနေတယ်နော်သက်စီရွတ်ပါရွတ်နိုင်လို့ရှိရင်နှစ်ခေါက်ရွတ်ပါနော်သက်စီကိုနှစ်ခေါက်ရွတ်ပါဟောကျွန်တော်ဒါကတော့ကျွန်တော်ပြီးတဲ့ကြံကြာမှာဗုဒ္ဓကိုဖတ်ရင်အသက်ရှင်ဓမ္မကိုဖတ်အသက်ရှင်တန်ခါကိုဖတ်တန်ခါကိုဖတ်အသက်ရှင်ပါတယ်နော်အဲ့တော့ဗုဒ္ဓကတော့ဓမ္မကတော့တန်ခါကိုမလို့လဲမမေ့ပါနဲ့မမေ့တော့မပေါ်စားပါနဲ့နော်ပြီးရင်သူများတွေပြောတယ်လို့ပါအဌာနာမိတန်ဘိက္ခူကြီးပေါ့နော်အဲ့ဒါလည်းရွတ်ပါအသက်ကိုကယ်စီပါတယ်နော်အကောင်းဆုံးကတော့အတူဆုံးနဲ့အရှင်းဆုံးနဲ့အလွယ်ဆုံးကတရဏကုံမရွတ်ပါဗုဒ္ဓသနံဆံဓမ္မသနံဆံတန်ခါသနံဆံဒါကိုပဲရွတ်မယ်ဒါတော့တစ်ချိန်ပေါ့ဟုတ်လားဗုဒ္ဓသနံဆံဓမ္မသနံဆံတန်ခါသနံဆံပြီးပြီးလို့ရှိရင်တစ်ချိန် တစ်ချိန်လုံးမှတ်ယူမယ်ပေါ့နော်အဲ့တော့ကို့အသက်60ဆိုရင်ကို့ခမရအသက်90ဆိုရင်90ယူပေါ့နော်အခေါင်90ယူမယ်မနေ့တခါညတခါယူရင်ပူကောင်းတယ်ပြီးလို့ရှိရင်ဘုရားလောကဓာမေးဆိုလောကဓာတွေက7ပါးနဲ့တွေ့ကြုံစုံလာတဲ့အခါရဟန္တာရှင်မြတ်တွေတုံလုံးချင်းမရှိအဲ့လိုပဲလူလောကမှာရှိလူတွေဟာလည်းလောကဓာတွေနဲ့7ပါးနဲ့တွေ့ကြုံဆိုရင်တုံလုံးချင်းမရှိဘူးဆိုတာမျိုးဖြစ်ရမယ်အဲ့လိုဖြစ်မှလည်းပို့ပြီးလောကပို့ပြီးအဆင်ပြေမယ်ပေါ့နော်အဲ့ဒါကြောင့်မလို့ဟိုဒီနေ့ကျွန်တော်မျှဝေပေးလိုက်တာအရန်အရေးကြီးပါတယ်အရန်အရေးကြီးပါတယ်အလုပ်ပြန်လဲမျှဝေပေးပါပြန်လဲမျှဝေယုံကြည်ရောယုံကြည်နေပါနော်ငလေးမဖြစ်သေးတဲ့ဒေတာတွေမှာလည်းနေတာထိုင်တာတွေကကိုယ်လုံးနဲ့နေ ်မှာကိုယ့်ကိုအဆင်ရှိရလို့မထင်ကြပါနဲ့เนาะအဲ့တော့အန်ဒီယကင်းဖို့အပြည့်ရှင်ဖို့ရည်ကြည်တယ်အခုဆိုလို့ရှိရင်ဥမာကြောက်စဲလို့နေရာမျိုးမှာပြင်းနဲ့နေတဲ့အိမ်တွေကမပြုတ်ဘူးပြအဲအဲ့လိုမျိုးပေါ့เนาะဟိုဟာပေါ့ဟိုပြောရလို့ရှိရင်တော့ဟိုစတီးနဲ့စောက်တဲ့အိမ်တွေကပြောကြတယ်ပေါ့เนาะအဲ့တော့ခင်ဗျအဲ့တော့ရင်တော့လဲမိုးခါဖြစ်တော့လဲကျွန်တော်အတွေ့အကြုံရဆိုလေးခဏလေးတိုက်တာရှေ့ရှေ့တော့ပြင်တော့အိမ်တွေကဘာမှမဖြစ်ဘူး နော်စတီးဆွဲရှာနဲ့စောက်တဲ့အိမ်ကအကုန်ပြူကြတာပဲဗျာလေတိုက်တော့လေအဲ့တော့ခုလေရတဲ့နှစ်ကျင်းလောက်လာနိုင်သေးတယ်လို့နှက်ခတ်တာပြညာရှင်တွေပြောထားတဲ့အတွက်ကြောင့်သတိထားပါလေရောမူရောလာရင်တော့အန်လေးရှိပါတယ်နော်အားကြောင့်မလို့ရှေ့ရှေ့တော့အိမ်ကြီးပြင်းအောင်အိမ်ကြီးနဲ့ရှော့ပြီးတော့မထွက်ပါနဲ့နောက်တော့တန်းနေရပါဦးနာပြောသလိုဒီငလေးရဲ့သဘောတရားကြောင့်တန်းနေရ အောက်ရှိတဲ့အိမ်တွေမှာနေရင်တော့ပို့ပြီးတော့လုံခြုံစိတ်ချရမယ်ဘဝကိုရရှိမှာပါနော်အဲ့လိုပဲဖရာတရားတန်ခါကိုလည်းမမေ့ပါနဲ့ပြီးလို့ရှိရင်ခုနပြောတဲ့နာကိုအမြဲတမ်းယွတ်နေပါအဌာနမေတ္တာပိခွေကိုလည်းယွတ်နေပါပြီးလို့ရှိရင်ဘုရားလောကဓမ္မဟိခန္ဓာကိုလည်းသက်စစ်တဏီတဏီနှစ်ချိန်လောက်ပါနော်ဒီအားလုံးပဲအန်လေးလေးကင်းကြပါစေအဲ့လိုပဲအခုငလင်မေးမှာတွားကြည့်ရောအခုညီနေကြတဲ့လူတွေရောကေစေးလုံနေလူတွေတတိထားကြပါလို့ပြောချင်ပါတယ်ကေကေစေးလိုက်နိုင်ငံခြားအဖွဲ့တွေရောမြန်မာပြည်ကကျွန်တော်တပည့်တွေပေါ့နော်မိသားစုဌာနာ ာလေဘယ်လေးမိသားစုဌာနအကိုကြီးအမတွေအကိုကြီးအမတွေအကိုကြီးတွေအာညွှန်ကြားကြီးနေတဲ့အားလုံးကိုကျေးဇူးတင်တယ်ကျေးဇူးတင်ပါတယ်ဒါတော့ဆွမ်းဆွမ်းတမန်လှုပ်ပေးနေကြတယ်ပေါ့သူအမှန်ပြောရရင်သူတို့ကိုယ်တိုင်နဲ့သူတို့ရဲ့ယုံနေတာပြိုလဲပျက်စီးနေတာเนาะအဲကြရတဲ့ပြည်သူတွေလှုပ်ပေးတာပါကျေးဇူးတင်ကြပါအားလုံးပဲ နော်ဒါမင်းတို့အလုပ်မလို့မဟုတ်စင်နာမရှိရင်ဘယ်မှလုပ်လို့မရပါဘူးနော်ဟိုစင်ကျင်လို့ရပါအဲ့တော့ဘာပဲပြောပြောအားလုံးကိုကျေးဇူးတင်တယ်အဲအစင်ပြေအစင်ပြေကြော်ကြော်လွားနိုင်ကြပါစေအစင်ပြေကြော်လွားနိုင်ကြပြီးပြီဆိုရင်ကျွန်တော်တို့ကဒီကေစိန်းနဲ့ရှာပွေးပြီးပြီဆိုရင်တော့နောက်တစ်ခုကပြန်လည်ထူထောင်ရင်အဲ့တော့ပြန်လည်ထူထောင်ရင်မှဒီငလင်ကဲရဘလောက်ဒီဒီနက္ခတ္တပြောပညာရှင်ကြီးရဲ့အလိုရရောနောက်တစ်ခါသိပ္ပံပညာရှင်ကြီးရဲ့အလိုရရောအခု AB လရဲ့30ပေါ့နော်30ရဲ့နေဒါမှမဟုတ်28 29 30အထိစောင့်ကြည့်စေချင်တယ်တဲ့ အချိန်ချင်းအချိန်ချင်းတိမဆိုရင်ဒီကြားထဲမှာပြည်ပြင်းနေပြောင်းလိုက်တာလမ်းတွေပြင်းပြတာအိမ်တွေပြင်းလိုက်တာဆိုလို့ရှိရင်မဖြစ်နိုင်လဲဆိုရှင်တကယ်လို့ကုနာလို့ပြောတော့မြေပြောတဲ့ပြဿနာတွေဖြစ်ဆင်ပြီးရင်ပြန်ပြူချပြန်ပြီးတော့မြေတဲ့မြေကြီးတွေရောက်သွားတာမျိုးဖြစ်နိုင်တယ်ပေါ့နော်အဲဒါကြောင့်မလို့ဟိုသတိထားစေခြင်းနဲ့အဲဒါဒီ AB လအကုန်အကောင်းဆုံးကတော့6လပိုင်းအကုန်လောက်အထိစောင့်ကြည့်စေခြင်းနဲ့ချောင်းလာမယ်ကောလာစောက်ကြည့်မယ်ဆိုရင်စိတ်ချရတယ်အဲ့ကြမှာပြန်လဲပြုပြင်တာအကောင်းဆုံးပါတဲ့အဲ့ပြောချင်တဲ့ recovery time ပေါ့နော်ပြန်လဲပြုပြင်တဲ့အချိန် လူတွေထူထောင်တဲ့အချိန်ဟာ6လပိုင်းကျော်မှပဲစိကြလက်ချနာနက္ခတပညာအရာရောငလင်းပညာအရာရောဖြစ်နိုင်ပါတယ်ပို့ပြီးတော့ကောင်းမယ်အဆင်ကျေပဲဒါမှမဟုတ်ရင်တစ်ချိန်လုံးလိုက်တစ်ခါပြတ်လိုက်တစ်ခါပြန်ပြင်းလိုက်ဖြစ်နေပါမယ်လို့ဒါပြောကြပါတယ်ပညာရှင်တွေလည်းပြောတယ်အခုနက္ခတပညာရှင်လည်းပြောအာနောက်တစ်ခါအကြာမင်းဆရာတွေလည်းပြောနေပြီပေါ့နော်အတော့ဘာပဲပြောပြောအားလုံးဟာသိပ္ပံပညာဝိဇာပညာရောပေါင်းဆက်လိုက်တဲ့အခါမှာကျွန်တော်ပြည်လူလူကအကောင်းဆုံးနေပါအကောင်းဆုံးနေတိုင်းမှာ ောက်ဆိုမွေးလေးအန်လေးအစိမ့်မွေးလေးအန်လေးတော့တတိထားပါနော်တတိထားပါအခုဆိုမွေးတွေပိုင်းထွက်လာနိုင်ပါပြီငွေလေးလုတ်တဲ့အတွက်ကြောင့်ဒီခဏခဏလုံနေတဲ့ကအဲချားရည်နဲ့ထွက်လာနိုင်တယ်လေနော်နောက်တော့ကတဘာဝတန်းငွေတွေကလည်းထွက်လာနိုင်တယ်အဲကြောင့်တတိထားပါတတိထားစီခြင်းပါလေကျွန်တော်အနေဒီပို့ဆိုမတင်ခဲ့ရင်နောက်တစ်ရက်မှကျွန်တော်တင်ပြလိုက်ပါတယ်နော်အဲကျွန်တော်ကိုကျွန်တော်နောက်တစ်အမြင်ကြမှာဘူးပြောခဲ့ရင်ဘာမှမဖြစ်ပါဘူးဖြစ်ပါဘူးဖြစ်တယ်ဆိုလို့ရှိရင်မပြောခဲ့မိရကောင်းလားဆိုပြီးတော့ဖြစ်မှကြောက်လို့ပါအဲကြောင့်တန်းနေရအောင် တန်နေရအောင်အိမ်နေပါပဲပြောင်းနေပါเนาะနှစ်ထပ်အိမ်လောက်ဆိုရင်တော့အဆင်ပြေမှာထင်ပါတယ်เนาะအကောင်းဆုံးတစ်ထပ်အိမ်ကြကြဝင်းဝင်းလေးနဲ့ပြေးမဆိုချက်ချင်းပြေးလို့ရတဲ့အရာမျိုးပေါ့ခွင့်မြင်လေးနဲ့ရှိရမှာဆိုရင်တော့ပို့ပြီးတော့ကောင်းတာပေါ့เนาะအဲ့တော့မုံအားလုံးပဲကျွန်တော်ရဲ့ပိတ်တဲ့ဒီအားလုံးဒီပို့ဆိုတွေ့သူအားလုံးမိုးမြော်ပါစေနဲ့လို့ဆုတောင်းပေးပါအားလုံးဒီအေပိလာတလာလုံးမှာမိုးမြော်ပါစေနဲ့လို့ဆုတောင်းပေးပါเนาะကဲအားလုံးကျေးဇူးတင်ပါတယ်ဒီပို့ဆိုမြန်မြန်လိုက်လုပ်ပြီးရှယ်ပေးပါအားလုံးဒီအောင်မြောက်ပေးပါเนาะကျေးဇူးတင်ပါတယ်ဗျာ